2025ခုနှစ်ဧပြီလ26ရက်နေ့တွင်အီရန်နိုင်ငံတောင်ပိုင်းဘန်ဒါအာဘတ်ရှိဆာဟီရာဂျိုင်းစကန်ဝင်းကြီးမားသောပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်အနည်းဆုံးလူ28ဦးသေဆုံးပြီးတထောင်ကျော်ဒဏ်ရာရရှိခဲ့သည်ပောက်ကွဲမှုကြောင့်တင်မော့တင်ကွန်တိန်နာတထောင်ကျော်ပျက်စီးခဲ့ပြီးလောင်စာတိုလောင်ကန်များမိလောင်ကျွမ်းခဲ့သည်ယင်းကစကန်၏လုပ်ငန်းဆောင်တာများကိုအကြီးအကျယ်နှောင့်ယှက်ဖြစ်စေခဲ့သည်ပောက်ကွဲမှုတက်ရောက်မှုသည်အလွန်ပြင်းထန်သည့်အဖြစ်30မိုင်အကွာအဝေးထိလုခါသွားနိုင်ခဲ့သည်အမိုနီယာ ဆာလ်ဖာဒိုင်အောက်ဆိုက်နဲ့နိုက်ထရိုဂျင်အောက်ဆိုက်ကဲ့သို့သောအန္တရာယ်ရှိသောဓာတုပစ္စည်းများထွက်လာခြင်းကြောင့်သာဝန်ရှိသူအများကပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ကြေညာခဲ့သည်ဆိုပါတော့ဘီအန်ဒီအေကိုတုတ်ပြန်ရန်အတွက်ရုရှားသမ္မတဗလာဒီမာပူတင်ကအီရန်ကိုကူညီရန်အရေးပေါ်လေရင်များစေလွှတ်ခဲ့သည်ရုရှားနိုင်ငံအရေးပေါ်အခြေအနေဝန်ကြီးဌာနသည်မိငိမ့်တရားတွင်အသုံးပြုသည့် BDB 200ကုန်းရည်နှစ်သွဲလေရင်တစ်စင်းနဲ့အီရန်ဤတဘာ BND တုတ်ပြန်ရေးအဖွဲ့ကိုပံ့ပိုးရန်အတွက် အလီရှင်276စစ်ဘက်တယူပို့ဆောင်ရေးလေရင်တစီဇေလုတ်ခဲ့သည်မိထရန်လေရင်မှရေများချပ်ပေးခြင်းအပါအဝင်ရေပေါ်ကက်ဆေးလုံးရံများကိုဆက်လက်လုံဆောင်လက်ရှိသည်ပူတင်ကတေဆုံးသူများ၏မိသားစုများထံစိတ်ရင်မှန်ဖြင့်ကိုချင်းစာပြီးပံ့ပိုးကူညီမှုများပေးပို့ခဲ့ပြီးဒဏ်ရာရရှိသူများအတွက်အားလုံးပြန်လည်ကျန်းမာရေးရန်၎င်း၏ဆန္ဒကိုပေးပို့ခဲ့ကြောင်းရုရှားဆိုရကပြောကြားခဲ့သည်ပောက်ကမှုတွေအန်ရရှိသောဓာတ်ပစ္စည်းများဖြစ်သောအမ်မိုနီယာဖလိုရိုက်ဖြစ်နိုင်သည့်အန်ရရှိသောတူလောင်မှုများကြောင်း ဖြစ်ရခြင်းဖြစ်သည်ဟုတောင်းတောင်းအီရန်တောင်းဆီသူများကကြေညာခဲ့သည်အမ်မိုနီယာဖလိုရိုက်ဒီဒုံပြန်လောင်စာအတွက်အသုံးပြုသည့်ဓာတုဖြစ်စေဖြစ်သည်သို့တော်လည်းအီရန်အနာပိုင်များကဒုံကြည်လောင်စာများကိုစိတ်ကမ်းတွင်တင်စစ်ထားခြင်းမရှိကြောင်းညှင်းဆိုထားသည်ဒုံကြည်လောင်စာစီနှင့်ပတ်သက်၍တောင်းဆိုမှုများမှာရန်သူများ၏စိတ်ပိုင်းဆိုင်ရာစစ်တိုက်ဖြစ်ပွဲဖြစ်ကြောင်း၎င်းတို့ကပြောဆိုခဲ့သည်အိုမန်နိုင်ငံမတ်စကာတွင်အီရန်နှင့်အမေရိကန်တို့တွယ်ဝဲသောနျူကလ িয়ার ဆွေးနွေးပွဲများပြုလုပ်နေခြင်းပောက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ချိန်ကပ်မှုကြောင့်ပောက်ကွဲမှုသည်ဆွေးနွေးပွဲကိုနောက်ဆက်ရန်အမောင်းအဖြတ်အမောင်းဖြစ်နိုင်သည်ဟုလူအချို့ကထင်ကြေးပေးကြသည်သို့တော်လည်းအီရန်ရရှိတာဝန်ရှိသူများကအဆိုပါ theory များကိုအတိမပြည့်နိုင်ပေပေတမနာမဆုကပောက်ကွဲမှုဖြစ်ပွားရာနေရာတို့တောက်ရောက်ခဲ့ပြီးဒဏ်ရာရရှိမှောက်ဆေးတို့တောက်ရောက်ကျေးဇူးခဲ့သည်ဒီဆုံးသူများအတွက်ဝန်내ကြောင်းကြောကြခဲ့ပြီးပောက်ကွဲမှုနဲ့ပတ်သက်၍တရားဝင်စုံစမ်းစစ်ဆေးမှုများဆက်တင်ခဲ့သည် ဟာမိုဂန်ပြည်နယ်အချုပ်ရမှုကဝန်ထမ်းချင်း3ရက်ကိုကျင်းပခဲ့သည် ပောက်ကွဲမှုသည်အလွန်ကြီးမားသော်လည်းဘန်ဒါအပါရှိအီရန်နိုင်ငံ၏အရေးကြီးသောရင်နံစစ်ရုံများဖြစ်စီခြင်းမရှိပေရင်နံချက်စစ်ရုံလုပ်ငန်းများနှင့်မရှိမဖြစ်လိုအပ်သောကွန်ပျူတာများတင်သွင်းမှုသည်ပုံမှန်အတိုင်းဆက်လက်ရှိနေဆဲဖြစ်သည်